အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံယခုအချိန်နဲ့ရောက်ရှိရခြင်းမှာစစ်တပ်၏အချိန်ချင်းညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်သည့် NLD အကြောင်းဟုစံဖို့ခင်ကြီးအပြစ်တင်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့်ယခုကဲ့သို့အခြေအနေမျိုးရောက်ရှိနေရခြင်းမှာစစ်တပ်အချင်းချင်းညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့သည့် NLD ကြောင့်ဖြစ်ကြောင်းချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအပြစ်တင်ပြောဆိုလိုက်ပါတယ်။နေပြည်တော်ဇေယျတီတိမျိုးနယ်တွင်လာရောက်ခိုလုံနေသောချက်ဖို့ပါတီအဆက်အနွယ်စစ်ပေးရှောင်များကိုထောက်ပံ့ကူညီမှုများပေးသည့်အခမ်းအနားတွင်ခင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။ စစ်ပေးရှောင်ရတဲ့အကြောင်းရင်းကိုတိကျစွာပြန်စင်းစားကြည့်လျင်2020ရွေးကောက်ပွဲမတိုင်မီကာလနိုင်ငံတော်ဝန်အလွန်အေးချမ်းခဲ့ကြောင်းတို့ရတွင်2020ရွေးကောက်ပွဲအပြီးစစ်တပ်အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံခဲ့ပေလွှတ်တော်ကိုစုခေါ်ယူရန်ကြိုးပမ်းသည့်အာဏာရှိအဖွဲ့အစည်းဤလောက်ရကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုကျန်ဖို့ခင်ကဆိုပါတယ် ကျန်ဖို့ခရင်က NLD ဟုတိုက်ရိုက်အမည်မတက်တော့လေတရက်ခန့်မှရင်းအချိန်ကအာနာရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟုဆိုက NLD ဤသို့အတင်းလုံမှုကြောင့်ယခုကဲသို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုပြောဆိုပါရယ်ပြန်စင်စားကြည့်2020ခုနှစ်ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကအေးအေးချမ်းချမ်းပင်သွားကျင်တဲ့နေရာကိုသွားလို့မရဘူးလားအလုတန်းနေရောလုပ်လို့မရဘူးလားကလေးတွေကြောင်းပျော့ပျော့ရွှင်ရွှင်တက်လို့ရတယ်ကျန်တဲ့အသက်အနည်းရဆိုတာမရှိသလောက်ပါပဲ အေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အခြေအနေရှိတယ်။သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်နိုင်လှုပ်ကြဖို့ပြန်လည်ဆန်းစစ်ဖို့ကြိမ်ပန်းများစွာတောင်းဆိုပါရယ်။သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာဏာရှိနေတဲ့အဖွဲ့အစည်းကလက်မခံခဲ့ကြပဲအတင်းအဓမ္မလွှတ်တော်ခေါ်ဖို့လွှတ်တော်ဖွဲ့ဖို့လုပ်တယ်။လွှတ်တော်ဖွဲ့ပြီးဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရရတော့မှာပုံ ပြည်သူရဲ့အသေးချာကမဲတပြားဆိုတာကလည်းအတိတ်ပဲမရှိတော့ဘူးပေါ့အချိန်ချင်းညှိတော်လေအတင်းလုတ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါတရခံဘသူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအာမဆောင်ရွက်ချက်ကြောင့်လို့ပြောရမှာပဲဟုကျက်ဖို့ခင်ကပြောပါတယ်ရှင်အပြင်အန်ဒဒီအချို့မှာဒီပါတို့ထွက်ခွာသွားပြီးမြေပေါ်တွင်လည်းလက်နက်ကင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းထို့သောတိုင်းပြည်လက်ရှိအခြေအနေမှာအန်ဒဒီကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟုခင်ကဆိုပြန်သည် အဖွဲ့အစည်းဝင်တွေအချို့တွေဖိပကိုထွက်သွားတယ်။မြေပေါ်မှာလက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာတယ်။ကျွန်တော်ပြောသလိုတိတ်ဆိတ်အေးချမ်းနဲ့ကျွန်တော်တို့နေမြေလေးကအကြမ်းဖက်လူတွေကြောင့်လက်နက်ကင်ပရိပခ္ခတွေပေါ်လာတယ်။သူတို့ကြောင့်ပေါ်ရတာကျွန်တော်တို့ပါတီတွေထောင်ချောအသက်ခံရတယ်။ရုံးတွေမြောင်များစွာမိရှို့ခံရတယ်ဟုခင်ကြီးကပြောဆိုပါတယ်။မြန်မာနိုင်ငံကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိရခြင်းမှာ NLD ပါတီကြောင့်ဟုမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေချိန်ချက်ဖို့ခင်ကြီးကလည်း ရင်းကဲ့သို့အမြင့်သဘောတူညီစွာဖြင့် NLD ပါတီကိုအပြစ်ဖို့လာခြင်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြတ်သက်မဲနိုင်ရရှိခြင်းနဲ့စစ်တပ်ကဂျောင်းဝင်ရနှင့်အာနာသိန်းရန်ကြံဖို့ပါတီကဥဆောင်ပြီး၎င်း၏နောက်လိုက်များနှင့်အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ဆလပီပကူးတိုင်းပတောင်မြို့နယ်ရှိစစ်တပ်၏ point 666စခန်းကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနေရီကံပြူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေ စစ်တွေမျိုးအနည်းတွင်လည်းတိုက်ပွဲများပြင်းထန်နေရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပကူးတိုင်းပထောင်မြို့နယ်ရှိစစ်တပ်ဤပွိုက်666စခန်းကုန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနေရီကံဖြူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရေးချိုးစစ်ဆင်နေကြောင်းအေအေကရမန်နီညာပိုင်းတရင်ထုတ်ပြန်ပါရယ်အော်တိုဘားလ14ရက်နေ့နနက်9:05မိနစ်အချိန်ပကူးတိုင်းပထောင်မြို့နယ်ပကံကွဲချေးရွာတောင်ဘက်အနီးတွင်ရှိနေသောစစ်တပ်ဤ666ပွိုင်ကုန်းကိုစတင်ချိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သုံးနာရီအကြာသုံးဘက်သုံးတပ်မှထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင်အဆိုပါ666ပိုင်ကုန်းစက္ကန့်ကိုအေအေကသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။အေအေကသိမ်းပိုက်ရရှိသွားသော point 666စက္ကန့်ကုန်းနှင့်ပတ်ဝန်းကျင်တွင်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်တော်လေအော်တိုဘားလ14ရက်နေ့တွင်အေအေကထိုးစစ်အရှိန်ကိုမြှင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 0.666စက္ကန့်သိမ်းပိုက်ခဲ့စဉ်စစ်သားအလောင်းအချို့လက်နက်ခဲယံနှင့်စစ်တုံးဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းအဆိုပါထိုးစစ်အတွင်း AA စစ်တီတချို့လည်းကြာဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူ AA ကစစ်တပ်၏နိုင်ရီကံပြူဟာစက္ကန့်ကုန်းကိုအပြီးသက်သိမ်းပိုက်ရယူရန်အတွက်အနေငယ်သောလက်ချက်နှစ်ရာအချို့ကိုဇလက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ဂစင်ကလျားထွက်ပြေးနေကြသောစစ်တပ်နှင့်လည်းနေရာအချို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း လက်နက်ချအလင်းဝင်ရောက်လာသူများကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားကြောင်းသိရပါတယ်။အေအေကတိမ့်ပတ်ရန်ကြန့်ရှိနေသောရခိုင်ပြည်စစ်တွေမျိုးအနီးပတ်ဝန်းကျင်တွင်လည်းလက်နက်ကြီး drone အပြန်အလှန်တိုက်ခိုက်မှုများမှာယခုရက်များအတွင်ပုံမှုပြင်းထန်လျက်ရှိကြောင်းထို့ပြင်အရက်ကပဲခူးတိုင်းအဆက်အရက်ကမကွေးတိုင်းအဆက်အရက်ကအေယာဝတီတိုင်းအဆက်တို့တွင်စစ်တပ်ဤထိုးစစ်များကိုအရက်ကတပ်တော်ဤအကောင်ဆုံးခန့်စစ်များနှင့်အတူတံပြန်ထိုးစစ်များဖြင့်ဟန်ချက်ညီဆင်နွှဲလျက်ရှိကြောင်းသိရပါသည် ရှင်ပြင်ရမန်နေ့အောက်တိုဘာလ15ရက်နေ့မွန်းလွယ်3:55မိနစ်အချိန်အေယာဝတီတိုင်းရေကြီမြို့နယ်ဆက်ဆက်ရူကြီးပါအနီးတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်မေအောင်လိုက်ကတိုင်းသားလက်နက်ကိုင်များအနီးနဲ့ငြိမ်းချမ်းရေးရရှိရေးဖြစ်နိုင်တာတွေသာပြောဖို့လိုပြီးမဖြစ်နိုင်တာတွေမပြောချပါရန်နဲ့ပြောဆိုလိုက်ပါတယ်။ဒီနေ့နေပြီးတော့မှ NCA တနိုင်ငံလုံးအပြည့်ခက်ရဲစဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်အခမ်းအနားမှာမင်းအောင်လိုင်ကအဲ့ဒီလိုပြောဆိုတာဖြစ်ပါတယ်။ သူ့အနေနဲ့ငြိမ်းချမ်းရေးရရှိရေးဖက်ဒရယ်ပြည်ထောင်စုဖြည့်ထွန်းရေးအတွက်ဒိုင်းသာလနဲ့ကင်တွေကိုဖိတ်ခေါ်ကြောင်းအခြေခံဥပဒေကိုပြင်ဆင်ဖို့လည်းသဘောတူညီထားကြောင်းလာမယ့်ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်းရွှေကောက်ပွဲမှာတိုင်းသာလွှတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင် PR စနစ်ကိုအသုံးပြုထားကြောင်းနိုင်ငံရေးပြဿနာတွေကိုလက်နက်ကင်ပြီးတော့ဖြေရှင်းလို့မရပဲဆွေးနွေးအဖြေရှာရမှာဖြစ်ကြောင်းလွှတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမင်းအောင်လိုင်ကဆိုပါတယ် ဖြစ်နိုင်တာကျွန်တော်ဘက်ကလုပ်ပေးမယ်။တိုင်းသားနဲ့သက်ဆိုင်ရာပုံကူများကလည်းဖြစ်နိုင်တာကိုပဲပြောဆိုလုပ်ကြဖို့ပြောကြံပါတယ်။မဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုပ်နေလို့မရပါဘူး။ဥတီချက်မှန်ကန်စွာလုပ်ဖို့လိုအပ်ပါတယ်။တိုင်းသားတွေရဲ့တောင်းဆိုချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။နိုင်ငံမှာအခုလိုပြဿနာတွေကြုံနေရတာကပညာရေးကြောင့်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကမကောင်းဖွယ်ကြောင်းပညာရေးကိုသူ့အနေနဲ့ဦးစားပေးပြီး တာသမီချင်းចောင်းသားချင်းစာနာတက်ချဖို့လိုကြောင်းចောင်းမဲကိုဖျက်လဲထိန်းချုပ်ပြီးနောက်ပညာရေးကိုဦးစားပေးအနေဖြင့်ចောင်းတွေချက်ချင်းဖွင့်ခိုင်းခဲ့ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်တကယ်တော့မင်းအောင်လိုင်ကတနိုင်ငံလုံးစာတင်ចောင်းတွေကိုစစ်တပ်ရဲ့လေးចောင်းတိုက်ခိုက်မှုတွေကြောင်းចောင်းသားចောင်းသူတွေကလေးငယ်တွေသေဆုံးပြီးចောင်းတွေအကြီးအကျယ်ဖျက်ဆီးနေတာကိုတော့ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူးသူကညီကုန်းချုပ်ပြောဆိုရမှာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လေပြောဆိုအဆုံးသတ်ပါတယ် ကျွန်တော်အလေးနဲ့ပြောပါရစေကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဖို့ပြောချင်ပါတယ်တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ဖူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်မင်းအောင်လိုင်ကဒီနေ့ခန်းနာမှာရေးလာတဲ့စာရွက်ထဲကအကြောင်းအရာတွေဖတ်ပြပြီးတဲ့နောက်သူ့အနေနဲ့နောက်ထပ်10မိနစ်လောက်ပြောပါရစေဆိုပြီးသူ့အမြင်တွေကိုထင်ရမြင်ရတွေကိုထပ်မံပြောဆိုသွားတာလည်းဖြစ်ပါတယ်ဆက်လက်ပြီးမင်္ဂလာတုံမြို့နယ်တွင်စစ်တပ်၏တရားမဝင်ရွှေကောက်ပွဲကိုပါဝင်လုဆောင်နေသောကျန်းဖို့ရုံကိုဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် ရှမ်းကုန်းတိုင်းမင်္ဂလာတော်မြို့နယ်တွင်အကြံဖက်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုပါဝင်လှုပ်ဆောင်နေသောကျန်းဖို့ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရှမ်းကုန်းအာမေဘွား၏အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ရှနေ့အောက်တိုဘာလ15ရက်နေ့နနက်9:30မိနစ်ခန့်တွင်မင်္ဂလာတော်မြို့နယ်ရှိကျန်းဖို့ပါတီရုံးကိုတော်လှန်ရေးတပ်ဖွဲ့များကပြင်းအားမြင့်မိုင်းတလုံးလက်ပစ်ပုံနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ ထိုတိုက်ခိုက်မှုအတွင်ပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လာရဲရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာတွေလှုပ်ဆောင်နေတဲ့ဘယ်ပါတီဘယ်လူပုဂ္ဂိုလ်ကိုမဆိုအလုံးကိုတိုက်ခိုက်သွားမှာပါ။မဲဆွယ်စီယုံရေးစင်ကြမဲ့အမတ်လောင်များလည်းတတိကြီးကြီးထားကြဖို့အတိပြုလုပ်ပါတယ်။ရွေးကောက်ပွဲအတွက်အားတက်သရော်လှုပ်ဆောင်နေကြတဲ့ကောင်တွေစည်ရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့မင်းတို့တွေစီ ကျွန်တော်တို့ရောက်လာမယ်ဆိုတာသတင်းပါကျင်ပါတယ်။ဖြီသူတွေကိုလည်းတရားမဝင်ရွှေကောက်ပွဲကိုနိုင်တဲ့နေရာကနေစန့်ကျင်ကြပါလို့ပြောကြင်ပါတယ်ဟုရန်ကုန်အာမီ WA အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖက်စစ်ကောင်စီပြုလုပ်သည့်တရားမဝင်ရွှေကောက်ပွဲနှင့်ပတ်သက်ပြီးပါဝင်လောက်ကနေကြသောသူများကိုဆက်လက်၍အပြစ်အထံတိုက်ခိုက်သွားပြီးဖြစ်ကြောင်းဖိုးတိုက်ခိုက်မှုကရန်ကုန်အာမီ WA နှင့်အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်